ကိုဝင်ရှင်းနေပြီဖြစ်တဲ့ဇနီးဖြစ်သူကိုခြံထားပြီးအလုတော်လောက်ရမှအတွေ့နေပြီးတင်ထူးဦးစိတ်မောနေပြီးတယ်။ဆရာကအရေးတကြီးခေါ်တဲ့အတွက်မသွားလို့လည်းမဖြစ်မိမိတို့လင်မယားစောင်းဝင်နေရင်ပြင်လျောက်အလုတ်ပေးကူညီပေးထားတဲ့အတွက်သူမလုံဆန်ရဲပါဘူး။ဒါရီတွေးနေရတဲ့ယောက်ျားညံ့လည်းမကောင်းဆရာအမြင့်ကြီးနောက်ကွန်ပျစီပုတ်ဖို့အကူအညီတောင်းနေတဲ့ခင်မအဲ့ဒီလန်ကီယာကျန်တော့ကိုလေးမစိတ်ချရတဲ့ကိုကသူ့ရဲ့အယုံကြည်အားဆုံးသူတစ်ယောက်ဖြစ်နေတယ်လေ။ အဲ့ဒါကြောင့်ကိုလည်းညှိမှုခက်နေရဲကွာခင်မလည်းတယောက်တည်းချန်တော့ဘောစိတ်မချောင်းစိတ်ညစ်ပါရဲကွာခင်မဖြစ်သူစကားကြောင့်ခင်မမပြောင်းလိုက်ပြီးဒါများမစိတ်ညစ်ချင်ရှိလို့လည်းရောက်ကြရဲ့ခင်မစိတ်မပူပါနဲ့ငွေဘောကနောက်ထပ်တလားလာလို့ပါသည်ခင်မတယောက်တည်းနေလို့ဖြစ်ပါမလားပြပါရဲရောက်ကြရဲ့ဘာမှစိတ်ပူမနေနဲ့သွားစရာရှိတာသာသွားအလုံးစုံဆယ်ရဲလောက်ပဲကြာမှာပါပြရနဲ့ချက်ချင်းပြန်လာခဲ့မယ်နော်ခင်မအေးမရောက်ကြရဲ့ ဇနီးတရားအဆင်ပြေရဆိုမှခေးတော်ဖို့အတွက်ပြင်ဆင်ချင်ရှိတာရင်းသူပြင်ဆင်လိုက်တယ်။သူတို့လီမယားကအသက်ကြီးမှကံပေါ်ပါတယ်။အသက်၄၀မှတဝူးကိုဝင်ဆရာကြတယ်။ဒါကြောင့်ဇနီးတယ်ကိုသူပေါ်ပြီးကယူဆရာတယ်။ငွေကြေးနည်းနှလားလောက်ကျော်ပြီးသူအလုံးရက်နာထားကဇနီးတယ်အနာမှာလိုအပ်တာမှန်သမျှသူအကုန်လှူဆောင်ပေးခဲ့တယ်။အခုကသူ့ရဲ့ကျေးဇူးရှင်တတိကိုရိုင်းကအတန်တန်တောင်းဆိုနေတာကြောင့်ဝင်းလေးတော်မရှောင်တာပဲယကြီးနာကိုကောင်းမောင်းကောင်း ကုန်ပစ္စည်းသွားဖို့ပြီးရတော့မယ်။သွားဖို့အတွက်ပြင်ဆင်ပြီးဇနီးတဲ့အတွက်လည်းလိုအပ်တာပြင်ဆင်ပြီးတာနဲ့ကျမ်းမာရေးခရီးဆိုင်ဖို့တတတမှားသားကသူခရီးစတင်ထွက်လာခဲ့တော့တယ်။ခင်မိုးတဲ့ဘာမှမလုပ်ခိုင်းမိမယ်လေ။ခင်မမကနှခုကလေးကအလုံးမလုံးပဲဒီတိုင်းမနေတတ်တဲ့အတွက်ဆံငူယူကရှော့ဖို့ပြင်လိုက်တယ်။အိမ်နောက်ဖက်ရေစီမှာခင်မိုးတဲ့မသွားခင်အပြစ်ဖြစ်ပြီးသွားတယ်။သူ့ပေါ်အဆအဆအရာရာခရီးဆိုင်ပြီးရင်ခင်မိုးကိုရထားတဲ့အတွက်လည်း ခင်မမជីနူးပီတီဖြစ်နေရတယ်။ကြောကြာနနထိုင်းကစောင့်ထိုင်ရှုပ်ပြီးတာနဲ့နေလဲမှုထသွားလိုက်စေ။အမေဘေးနားချထားတဲ့စက်ပြာတော့ကိုတက်နေမိပြီးချော်လေးကျသွားပါတယ်။ထားဖို့ပြလိုက်တဲ့အခါမှာတော့ဘိုက်ထင်းကစူးကနေနာကျင်သွားပြီးညစီမိတ်အန်ကျိတ်ကငန်းညူလိုက်ပါတယ်။အဲဒီနောက်ခဏနာပြီးမှကျူးစားပြီးမတက်ရက်လိုက်တယ်။ဘိုက်ထင်းကနာတာတော့မပြောက်သေးဘူး။တစ်ချက်ချက်မှစူးကနေနာကျင်တက်လာတဲ့အတွက် ထီထီလေးရှောက်လာပြီးအိပ်ရာနဲ့လှဲနေလိုက်ရတယ်။နာချင်းပြောင်းငင်းငင်းလေးလှဲနေခင်မမတယောက်အိပ်ပျော်သွားတယ်။ရှုပ်တည့်ရဲ့အိုက်ထင်းဟာစုကနေပြန်လာချင်လာမှပြန်နိုးလာခဲ့တယ်။သူဘလောက်ချိန်ထိအိပ်ပျော်သွားတယ်မသိပြန်နိုးလာတော့မှောင်မဲနေပြီးမိုးချုပ်စားပြုတ်နေပြီးအပေါသွားချင်တယ်လို့လို့ဖြစ်လာတဲ့အတွက်တမီးကိုယူကခြံနောက်ဘက်ကိုပြင်းပြင်းလေးရှောက်လာလိုက်ပြီးတော့ခြုံခွေမှာထိုင်ချလိုက်တယ်။ပိုက်ထင်းကပိုပြီးနာကျင်လာတာကိုအန်ကျိတ်ထားလိုက်ရတယ်။ နာကျင်မှုကိုအန်တိုနီနဲ့အားရှိသလောက်ညှစ်ထောင်းလိုက်တော့ငြိမ်သက်နေတဲ့သူမရဲ့ကလေးလေးအပြင်ကိုထွက်ကြလာတယ်။ငါငါကလေးငြိမ်သက်နေတဲ့သူမရဲ့မွေးကင်းစာကလေးလေးကိုကြည့်ပြီးခင်မမတယောက်အလွန်ဝဲနေစုနေလာတယ်။သူကိုယ်ရိုင်မှလေးသွေးရဲစင်းနေတဲ့အတွက်တကူလုံးဖြူဖြူလာပြီးအားမရှိတော့ဘူး။ဒါကြောင့်အဲ့ဒီနေရာမှာပဲနှိမ့်ချသွားပါတော့တယ်။ဆေးရဲကြပြီးတဲ့နောက်အလုတ်ပြီးသွားတာနဲ့ဝမ်းသာအားရစွာ တင်တွန်းအိမ်ပြန်လာလိုက်တယ်။ခင်မေခင်မပြန်လာပြီကွ။ဆိုင်ဝါကလည်းဝမ်းသာအရာခေါ်လိုက်ပါတယ်။ဒါပေမဲ့ခင်မမထွက်မလာခဲ့ဘူး။တင်တွန်းစိုးရိမ်သွားပြီးအဝတ်စားတို့ပြစ်ချာကအိမ်မုံအမြဲပြေးတက်လိုက်တယ်။ခင်မအိမ်ရဲမှာဗီဒီဆောင်လဲနေပြီးတော့ကလေးနှုတ်တိုက်နေတဲ့ဇနီးတဲ့ကိုမြင်တော့တင်တွန်းမယုံကြည်နိုင်အောင်ဖြစ်သွားရတယ်။ယောက်ျားပြန်လာပြီလား။သူ့ကိုကြည့်ပြီးပြုံးပြစွာမေးလာတဲ့အတွက်တင်တွန်းကောင်းကြီးပြလိုက်တယ်။ ကလေးမွေးသွားပြီလားမိမ။ဟောကြည့်မွေးသွားလို့ပဲအခုမြင်နေရမဟုတ်လား။ဘယ်တော့မွေးသွားတာလဲ။ယောက်ျားလေးလားမိန်းကလေးလား။ယောက်ျားကလူသေးတယ်မဟုတ်လား။မျိုးလို့ရအဆင်ပြေရဲ့လား။ခင်မကိုကြည့်ရတာအားမရှိသလိုပဲ။ဖြောတော်ဖြစ်နေတဲ့ဇနီးတွေကိုကြည့်ပြီးတင်ထုံဆိုးရိမ်နေမိတယ်။ဖြစ်ဖြစ်မိပါယောက်ျားရဲ့ဘယ်အဆပြေရမယ်တော့မသိတော့။ကိုကစိတ်တအားပူနေလို့ပါ။အပူပါနဲ့ခင်မအားလုံးအဆင်ပြေပါရဲ့။ခုမှခင်ရပြန်ရောက်တာနားပါအောင်။ မနာပါဘူးကို့ကိုကလေးပေးချင်အောင်တမီးလေးကအိတ်နေပြီးရောက်ကြရဲ့နောက်မှချီတော့နော်တင်ထုံးစိတ်တဲ့တမျိုးကြီးခံစားနေရတယ်ပြိတ်ပြီးတော့ပဝင်မကြချင်မအောင်အိုးငါဘာရီဖြစ်နေရလဲစုံမွေးတော့လည်းကောင်းတာပေါ့ဘာလို့ပဝင်မကြချင်အရှိလဲမိမိရဲ့အတွေ့အကြုံဖျောက်ဖျက်ကအိတ်ပျော်နေတဲ့ချစ်စရာကောင်းတဲ့မိမိရဲ့တမီးလေးကိုကြည့်ပြီးကြည်နူးစွာပြောလိုက်တယ်တင်တူးစိတ်တွေတမျိုးကြီးခံစားနေရတယ်။တိတ်ပြီးတော့ဘဝင်မကြခြင်း။အိုး ဘာဘာရင်ဖြစ်နေရလဲစောင်းမေးသွားတော့လေကောင်းတာပေါ့ဘာလို့ဘဝင်မကြချင်ရှိလဲမိမိရဲ့အတွေးတွေကိုဖြောင်ဖြက်ကပြပြနေတဲ့ချစ်စရာကောင်းတဲ့မိမိရဲ့သမီးလေးကိုကြည့်ပြီးတော့ကြည်နူးစွာပြောလိုက်တယ်ဒီလိုနဲ့သူ့အိမ်ကိုပြန်ရောက်တာတပည့်ရှိပြီခင်မမီးမထုတ်ရသေးဘူးမဟုတ်လားသမီးလေးလည်းအတော်တန်နေပြီဆိုတော့ကိုတို့တွေအစင်လာရမီးထုတ်ကြတာပေါ့တင်တူးဒီလိုပြောလိုက်တာနဲ့ခင်မမမျက်နှာကွက်ခနဲပြတ်သွားပါလေအင်းမဖြစ်ဘူးဟင် ဘာလို့လဲခင်မဇနီးတင်ကိုကြီးကတင်ထူအံ့အားတင့်သွားရတယ်။ဘယ်မှလုံးကြတာပေါ်ယောက်ျားဝေးထားတာမကြသေးတော့နေလို့တိတ်မကောင်းဖြစ်နေတာလူတွေအများကြီးလိုက်နေရတာပို့အဆင်မပြေဖြစ်မှာဆိုလို့ပါဇနီးတင်ပြောတာလေဟုတ်နေပြန်ပါတယ်ခင်မမကိုကြည့်ရတာသူတိတ်အားမရဘူးဖြောတော်တော်နဲ့အားမရှိတယ်လို့ပါအဲ့ဒါလည်းမှန်ပါတယ်ခင်မကိုကြည့်ရတာတမျိုးပဲအဖြစ်ပါဘူးဆောင်းဝင်တောင်းပြမိကိုပြကြည့်ရမယ်မသိပါနဲ့အဲ့လားလည်းမလိုပါဘူး နည်းနည်းထက်အနားယူလိုက်ပြန်ကောင်းလာမှာပါမဖြစ်ပါနဲ့နော်နော်လို့ကောင်းပါလို့နဲ့ဇနီးတွေကိုချပြီးတော့တင်ထူးတက်ပြေးချလိုက်တယ်ရက်ွက်ထင်းကဆေးဆိုင်လေးကိုအားစီဝေဖို့တင်ထူးထွက်လာခဲ့လိုက်တယ်ပြန်ရောက်လာပြီလားတင်ထူးဆေးဆိုင်ပန်းရှင်အတူကြီးမှတင်ထူးကိုမြင်လာနဲ့မေးလိုက်တယ်ဟုတ်ကဲ့တပတ်တုံရှိပြီဗျပြန်ရောက်တာဒါနဲ့မဆင်းရမလို့လေကျမမိမကလေးမွေးတာတော့မချသေးတော့အားမရှိတယ်လို့ဖြစ်နေရဲ့ဗျအဲ့ဒါအားစီလေး အတော်ပဲကြည့်ပြီးတော့ပေးပါအောင်ဘလို့ခင်မမကလေးမေးတော့ပြီလားဒေါ်မူကြီးအံ့အားသင့်စွာနဲ့မေးလိုက်တဲ့အတွက်တင်ထွန်းပြောင်းလိုက်ပြီးတော့ဟုတ်တယ်ဗျကလေးမေးတော့ကျွန်တော်လေးခင်ကပြန်ရောက်ချင်းအံ့ဩသွားတာဗျဝင်းဝင်းရဲ့ချင်းကလိုသေးရဲ့လေစုံမေးတော့လေကောင်းတော့ဗျာမြေမြချင်းရတာပေါ့ပြောရင်နဲ့တင်ထွန်းရေးကြကြလုံးလိုက်တယ်အတော်တော့မသိဘူးအလုပ်အားရချင်းကလေးလာကြည့်အောင်မေးနေပဲတူမလားခင်မမနဲ့ပဲတူလားဆိုတာကိုပေါ့ တမီးကကျွန်တော်နဲ့တူတာဗျ။အရှမ်းလေးချစ်စရာကောင်းပါလေဗျာ။ကောင်းယူဝင်ကြောစွာပြောလာတဲ့တင်ထွေးကိုတော်လူကြီးပြုံးပြီးကြည့်လိုက်ကဒါကလေးတင်ချာကိုကြည့်အောင်ပါ။ဒါပါဗျာလာပါ။ကြည့်ရော့ဒါအဲ့တင်တော်ဆုံးအားစီပြီ။ဟုတ်ကဲ့ကြည့်စပါဗျာသွားပြီ။အေးအေးနောက်တစ်နေ့ဝဲသူပါတာနဲ့တော်လူကြီးတယောက်တင်ထွန်းရဲ့အိမ်ကိုထွက်လာလိုက်တယ်။တင်ထွန်းခင်မမအိမ်ထဲမှာရှိကြလား။တော်လူကြီးရဲ့အတန်ကြားတာနဲ့ ခင်မမမျက်နှာတင်းမာသွားပြီဘသူလဲအိမ်ရှိမှာစေးဆိုင်ကဒွန်းလူကြီးလေမနေ့ကကိုဆေးသွားဝယ်တော့ခင်မသမီးလေးမွေးသွားတဲ့ကြောင်ပြပြလိုက်လို့သူလာကြည့်မင်းပြောတယ်အခုလာကြည့်တာဖြစ်မယ်အိုးဆက်ဆက်ဆုဆုနဲ့အဲ့လိုအိမ်ရောက်လာတာမကြိုက်ဘူးပြန်ခိုင်းလိုက်ခင်မမရဲ့စကားကြောင့်တင်ထွန်းအံ့အားတက်သွားရတယ်လုံများနဲ့တင်းမြစွာနေတတ်တဲ့စနေထံမှာအခုလိုစကားမျိုးကြားရလိမ့်မယ်လို့သူလုံးဝမထင်မှတ်ခဲ့ဘူးခင်မလည်းကွာအိမ်ရှိရောက်နေပြီလေအိမ်နဲ့ပေးမဝင်လို့ပဲဖြစ်မလဲ။ ။"အိုးမသိဘူးခင်မမတွေ့ချင်ဘူး။"တင်းထွန်းခင်မမဘယ်သူမှမရှိကြဘူးလား။ဒေါ်နုကြီးထပ်မံအော်ခေါ်လိုက်ပြန်နေ။ခမပဲတွေးလိုက်ပါနော်ခင်မ။ပြောရင်းနဲ့အိမ်ရှိကိုတင်းထွန်းအမြဲလေးထွက်လာလိုက်ပြီးတော့ဒေါ်နုကြီးဒါလေးပြအိမ်မော်တက်တင်းထွန်းနဲ့အတူဒေါ်နုကြီးအိမ်မော်ကိုတက်လာလိုက်တယ်။ခင်မနဲ့သမီးလေးကအခန်းထဲမှာဝင်သွားလိုက်ကျွန်တော်ရင်းနှီးချက်နဲ့လက်ဖက်တုပ်လေးပြင်လိုက်အောင်မေးမလုပ်ပါဘူးကွယ်မလုပ်ပါနဲ့ရပါတယ်ဗျာတော်လူကြီးကကျွန်တော်မိန်းမနဲ့တမီးကို တကူးတကလာကြည့်လာလေကျွန်တော်လေးပြဲဧည့်ခင်ချင်းလို့ပါကားမပါဘီခွေအင်းငယ်လေးလေးကိုတော်နူရီလေးလှမ်းဝင်လာလိုက်တယ်ဒါပေမဲ့ခင်မမနဲ့ကလေးကိုတော့မတွေ့ပါဘူးအခန်းမှာပျောက်ရှင်းနေပြီးကလေးငယ်နဲ့မိခင်နေတဲ့အခန်းနဲ့တူမနေပါဘူးတင်ထုံးပြောတော့ခင်မနဲ့ကလေးကအခန်းထဲမှာဆိုအခုဘသူမှလည်းမရှိပါလားတော်နူရီတီတူရင်ရွတ်လိုက်စင်ဒေအေးရီသူ့စီကိုရှုပ်တရေဝှေ့လာပြီးတော့တကူလုံးစက်သိမ်းဖြင်းကနေထထားတယ်တဆက်ထဲမှာ ပုတ်အဲအဲနဲ့ချင်းကနှာခေါင်းကိုတွန်းဝင်လာတဲ့အတွက်အန်ချင်စိတ်ကိုထိန်ထားလိုက်ရတယ်လို့သူစိတ်ထင်ပါလဲမကောင်းတဲ့အငွေ့သက်ကိုခံစားမိလိုက်တယ်။ဒါကြောင့်အခဲထဲမှာဆက်ပြီးတော့မနေဝင်တော့ပဲနဲ့အပြည့်ကိုအမြဲပြဲထွက်လာလိုက်တယ်။တင်ထုံလေးတစ်ဖက်တော့ပကံနဲ့ရှင်နွေးခရကိုယူပြီးတော့အလားထော်တို့ရဲ့မျက်နှာအမူအရာပြက်ပြီးတော့အခန်းထဲကထွက်လာတာကိုမြင်သွားပြီးခင်မမနဲ့မင်းသမီးကဘယ်မှာလဲအခန်းထဲမှာမရှိဘူးပြီးတော့ထော်တို့ကြီးစက်မပြောတော့ပါဘူး ပြီးတော့ဘာဖြစ်တာလဲကျွန်တော်မိမာတဲ့တမီးအခန်းထဲမှာရှိပါရဲ့ဗျအတော်ပြန်တော့မယ်ဟမ်တစ်ဖက်တော့လင်းစားသွားအောင်လေကျွန်တော်လည်းကမြည်ကြည့်ပါတော်ပြီနောက်တော့မှဟုတ်အခုကိစ္စလေးရှိတယ်လို့ပြန်အောင်မယ်ပြန်ပြီးတော့ချက်ချင်းဆိုတယ်လို့အိမ်ပေါ်ကနေအမြန်ဆင်းသွားတယ်ဒေါနုကြီးကိုတင်ထူနားမလည်နိုင်ဖြစ်သွားရတယ်ဒါကြောင့်ဇနီးဖြစ်သူကိုမင်းမြတ်မို့အင်ကန်းထဲကိုဝင်လာလိုက်တယ်သမီးလေးကိုနှုတ်ထိုင်နေတဲ့ဇနီးတွေရဲ့ဘေးမှာတင်ထူဝင်ထိုင်လိုက်ပြီးတော့ တော်တော်ရင်နဲ့မဖြစ်ခဲ့ကြလေခင်မသူ့ပုံကိုကြည့်ရတာတမျိုးကြီးခင်မနဲ့တခုခုဖြစ်ခဲ့တာလားပြီးတော့ခင်မနဲ့တမျိုးအခန်းထဲမှာမတွေ့ဘူးလို့လည်းပြောသွားသေးတယ်ကိုရောနားမလည်ဘူးပြောရင်နဲ့ဆိတ်ရှုံစွာတင်ထူးကောင်းပုတ်တက်လိုက်တယ်ခင်မနဲ့တမီးကအခန်းထဲမှာရှိပါရဲ့ယောက်ျားရဲ့သူ့ဘက်ကဝင်မိတာနဲ့ချက်ချင်းကိုပြန်ထွက်သွားတာထားလိုက်ပါဘာမှတွေးမနေနဲ့ဘာမှမတွေးနဲ့ဆိုပေမဲ့သူ့စိတ်ထဲမှာအတွေးပေါင်း16000ကတိုးပြီးတော့ဝင်လာခဲ့တယ် ရရောက်တဲ့နေရာဆာပြီးတော့အခုချိန်ထိစိတ်ထဲမတည်မချနဲ့တခုခုထူးဆန်းနေသလိုခံစားနေမိတယ်။ဇနီးရဲ့သမီးလေးအိမ်မောကျနေပြီမဲ့တင်ထုံအဲ့လိုမပြောသေးပါဘူး။ဒါကြောင့်ဆောင်လူနေရဲ့ဇနီးတဲ့ကိုဆောင်ချုံပေးလိုက်တယ်။ဟမ်။ဆောင်ချုံပေးရင်နဲ့ဇနီးတဲ့ရဲ့အသားကိုထိမိရာအေးဆက်နေတဲ့အတွက်တင်ထုံထိတ်လန့်သွားပြီးလက်ပြန်ရှုပ်သိမ်းလိုက်မိတယ်။ဘာလို့အေးဆက်နေပါလဲ။ထပ်ပြီးသေးကြစီဖို့မရေတရေနဲ့ဇနီးတဲ့ရဲ့လက်ကိုထပ်မံထိလိုက်ပြန်တယ်။ ဒီတစ်ခါမှလေသွေးလက်ပတ်မှုမရှိသလိုအေးဆက်ဆက်ကြီးဖြစ်နေတဲ့အတွက်တင်ထွန်းပေါ်ပြီးတော့ထိတ်လန့်သွားတယ်။ရှောက်ကြမအိပ်သေးဘူးလား။ရှောက်တည်းရဲ့ခင်မမသူ့ဘက်ကိုလှည့်လာပြီးတော့မေးလာတယ်။အိတ်အိတ်တော့မှာပါ။အင်းအိတ်လေဒါနဲ့ခင်မနေလို့ရောကောင်းရဲ့လား။ကောင်းပါရဲ့ယောက်ျားရဲ့ဘာဖြစ်လို့လဲ။ဘာမှဖြစ်ပါဘူး။ခင်မနေလို့မကောင်းရင်ကို့ကိုပြောလို့ပြောမလို့ပါ။ကောင်းပါရဲ့အိတ်တော့အင်းတစ်ဖက်ကလည်းပြီးအိတ်ချင်အောင်စောင့်နေလိုက်ရတယ်။ကောင်းနေမှာတော့ အတွေးပေါင်းစုံကထုပ်ပူနေပြီးတညလုံးတေးမအိတ်လို့မရခင်မနက်မိုးလေးနာနဲ့ဇနီးကအိန္ဒိယအိမ်ပြေလုံးဝမထွက်တာကြောင့်တင်းတွန်းကိုယ်တိုင်ဈေးကိုထွက်လာခဲ့သူပြန်ရောက်ကလေးကအခုချိန်လေးဆိုတော့တင်းတွန်းဟဲ့ဟာအိမ်ထဲမှာရှိလားတင်းတွန်းဈေးတော်တော်မသိတဲ့တငယ်ချင်းဖြစ်သူတန်းထွေတယောက်အိမ်ရှိမှာအော်ခုံနေလိုက်တယ်သူငားရတဲ့ဆက်ပြေလေးခွာရီငါပြန်ပေးတာပါတင်းတွန်းတင်းတွန်းဟာဒီကဘယ်သွားနေပါလဲ တိတ်နေကြပါလားခင်မမလည်းမရှိဘူးထင်တယ်မထူးပါဘူးရောင်းလက်စနဲ့အိမ်ပေါ်မှာတက်ထားပေးလိုက်မယ်အိမ်ပေါ်ကိုတန်းထွေးတက်လာလိုက်တာနဲ့အိမ်ရဲ့တန်းပေါ်မှာဆင်ထားတဲ့ကလေးပကတ်မှာတချီချီနဲ့အောင်မြင်ပြီးတော့ပြဲမဲ့သူမရှိဘဲလုံရဲနေပါတယ်ဟမ်ကလေးပကတ်ပါလားဘယ်တော့ခင်မမမွေးသွားတာလဲငါလည်းမသိလိုက်ပါလားလုံရဲနေတဲ့ပကတ်စီကိုတန်းထွေးသွားလိုက်တာနဲ့တကူလုံးစက်သိမ်းဖြန်းကနေထထသွားတယ်။ဘာဖြစ်တာပါလဲ ပခက်ထဲမှာခလေးလည်းမရှိပါလားတည်ကျင်းပခက်မှာစစွန်အထက်ပို့ပြီးတော့ကျန်ကျန်လှုပ်လာပြီးတကြည်ချင်းနဲ့အောင်မြေတန်တွေကလည်းပို့ပြီးတော့စူညံလာတယ်ဒါကြောင့်တန်ထွေတယောက်ဘလို့မှဟမ်းဆောင်နိုင်တော့အိမ်ပေါ်ကနေအတေးတစ်ပိုင်းပြေးဆင်းလာလိုက်တယ်တန်ထွေဘာဖြစ်တာလဲကစားစရာအသားငါအင်းဒီဟိရွက်တွေထည့်ထားတဲ့ဆွေးချင်းကြီးကိုဆွေးကတင်တူချန်ဝါကိုရောက်မျက်နှာမှာစောက်စိတ်တွေအထင်းသာပေါ်လွင်နေပြီး မိမိရဲ့အိမ်ပေါ်ကနေအပြေးတစ်ပိုင်ဆင်းလာရင်တန်းထွေကိုမြင်လိုက်ရတဲ့အတွက်နားမလည်နိုင်ဖြစ်သွားရတယ်။ငါငါမိရဲ့ခွားတွေကိုလာပြတ်မိတာ။ငါသွားပြီ။ဟဲ့ကဘာဖြစ်ကြလဲ။ပြောပြီးတာနဲ့အမြန်ပြေးထွက်သွားတဲ့တန်းထွေကိုကြည့်ပြီးတော့တင်ထူစဉ်းစားရချက်သွားတယ်။ဒီကောင်ဘာဖြစ်နေလဲမသိဘူး။အဲ့ဒီနောက်အိမ်ပေါ်ကိုပြန်တက်လာလိုက်ပြီးမိဘအကြောင်းမှဈေးချင်းတောင်းကြည့်ကိုချက်လက်စေးတန့်စင်ပြီးတဲ့နောက်ဇနီးတွေနဲ့သမီးလေးရှိရာအခန်းထဲကိုဝင်လာလိုက်တယ်။ခင်မ ဆဆူကတန်းထွေးခွားရလာပြန်ပေးသွားတယ်ဆို။ဟုတ်တယ်လေးယောက်ျားရဲ့။ဒါနဲ့သူ့ဘာလို့အိမ်ပေါ်ကနေပြင်းစင်းသွားတာလဲ။မသိပါဘူး။သူ့ဘက်ကပြင်းစင်းသွားတာပဲ။ခင်မမရဲ့ပြောကတဘာဝမကြဘူးလို့တင်ထွန်းသိလိုက်တယ်။အမှန်ဆိုရင်ကိုယ့်အိမ်ပေါ်ကဘာကြောင့်ကြောက်အားလန့်အားပြင်းစင်းသွားရင်ဆိုတာခင်မမသိနေရမယ်မဟုတ်လား။ဒါပေမဲ့ဒီကြောင့်ကိုစက်မမေတော့ပဲနေလိုက်တယ်။ခင်မကြီးပဲတနေ့ကိုသမီးကိုထိန်းနေရတာပြင်းပန်းရောပေါ့။ကိုထိန်းမိမယ်။ သမီးကိုကိုတလဲချင်းမယ်ခင်မလို့ဆရာရှိရသွားလို့ဟုတ်ကဲ့ပါရှင်ခင်မမရဲ့လက်ထရာသမီးလေးကိုတင်ထူးယူပြီးတော့ပွေချီထားလိုက်တယ်တပည့်သမီးလေးကအရင်ချစ်စရာကောင်းတာပဲတင်ထူးတယောက်ရင်းခွေထဲမှာပွေချီထားတဲ့သမီးလေးရဲ့မျက်နှာကိုငုတ်ကြည့်ပြီးတော့ချစ်မဝနိုင်ဖြစ်နေမိတယ်ဒီလိုကြည့်နေရင်ပါပဲအမလီကလေးကိုလက်ထဲချီထားရမှချမ်းမော်ကိုအမြန်ချလိုက်ပြီးတော့တင်ထူးထိတ်လန့်တစားနဲ့ထောက်ဝလိုက်တယ်ဘာကြောင့်လဲဆိုတော့ကလေးမှာတောက်တလောင်းလောင်းတက်နေတဲ့ ကလေးအသေးပုတ်ကြီးဖြစ်နေတာကြောင့်ပါ။ရှောင်းသာသမီးပါဖြစ်တာလေ။ဟာဘာမှမဖြစ်ဘူးခင်မ။ကလေးငူတန်းကြောင့်ခင်ပါလှမ်းအောင်မေးလာတဲ့အတွက်တင်ထူးအမြင်ပြန်ပြေးလိုက်ရတယ်။အဲ့ဒီနောက်ဘယ်ရင်တည်းရင်ပြန်ကြည့်လိုက်ရဆောစောကသူမြင်ခဲ့တဲ့အတိုင်းမဟုတ်ပါဘူး။ပုံမှန်ကလေးတယောက်ပါ။ဘာပါရီဖြစ်နေရလဲ။ဘာဖြစ်လို့မကောင်းတဲ့အငွေသက်တွေကိုခံစားနေရတာလဲ။ဆောစောကသမီးကိုဘာလို့ကလေးအသေးကောင်ဖြစ်မြင်ရတာလဲ။ဟာဘာရီလဲကွာ။ မိမိရဲ့ဥကောက်ကိုလက်နဲ့ထူကလည်းရန်တော့မှဂုတ်တုလေးထိုင်နေလိုက်မိရဲ့သူပါရီဖြစ်နေရဆိုတော့စဉ်းစားလို့မရပါဘူးမကောင်းတဲ့အငွဲတက်တွေကိုခံစားနေရတဲ့အတွက်ခေါင်းကြီးကြောက်သွားဖို့တင်ထူးစဉ်းစားလိုက်တယ်ခင်မကိုရောမိသားစုခေါင်းကြီးကြောက်သွားကြရတင်ထူးရဲ့စကားကြောင့်ခင်မမျက်နှာအမှုရပြတ်သွားပြီမတော်ပါဘူးမတော်ချင်ဘူးဘာလို့လဲခင်မရဲ့ကိုရောဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အယူအယကလေးမွေးပြီးလို့ရှက်အနေငယ်ကြတယ် ။အဝင်ကျောင်းဝမ်းမင်းကိုနင်းပေးရတယ်ကွ။အခုကိုယ်စိတ်ထဲမှာတမျိုးကြီးခံစားနေရတယ်။ဘယ်လိုလဲမကောင်း။အဲ့ဒါကြောင့်ခင်မနဲ့တမီးကိုပါကိုလေးအတူဖုန်းကြီးကျောင်းလိုက်စီချင်တာ။အိုးမလိုက်ဘူးမလိုက်ဘူးဒါပဲ။သူတယောက်ထဲစိတ်ငြင်းငြင်းနဲ့ရွာဦးဆရာတော်ကျောင်းကိုထွက်လာလိုက်တယ်။ဆရာတော်စီကိုရောက်တာနဲ့ရအောင်ချီမိုးကကတော့လိုက်တယ်။တင်ထွန်းကိုကြည့်ပြီးတော့ဆရာတော်စိတ်ထဲတခုခုကိုသိတယ်လို့လို့ခံစားလိုက်ရတာ။ဒီကကြီး ပြဿနာတခုခုကြုံနေရတယ်မဟုတ်လားကွ။ဆရာတော်တည်နေရတဲ့တင်ထူအံ့အားတင်သွားရတယ်။တင်မဗျာခနာဆောက်တကကြီးဆရာတော်ထိုင်နေရမှထသွားပြီးတော့တအောင်အချာမှာရှည်အပြည့်ထည့်ထားတဲ့ရှည်တံမှုကိုကိုင်ကပြန်ရောက်လာခဲ့တယ်။ရော့တကကြီးဒါဦးစင်းကိုယ်တိုင်ကာထာနဲ့မန်းထားတဲ့ရှည်မန်းတွေတောင်းလဲတော့အင်ကိုလေးပြက်လိုက်။ဆရာတော်ကပ်ပြီးရရှည်မန်းမှုကိုတင်ထူလှမ်းယူလိုက်ပြီးတင်မဗျာတပည့်တော်လှုပ်လိုက်ပါမယ်။ကောင်းပါလေတကကြီး ဆရာတော်ပြီးရရှိမန်းဖို့ကိုယူကောင်းအင်းကိုတင်ထုံးပြန်လာလိုက်တယ်။အဲ့ဒီနောက်ဆရာတော်မှားသားရဲ့အတိုင်းလေးရှင်မန်းကိုတောက်လဲတောက်အင်းကိုလည်းပတ်ပြန်းလိုက်စင်။အာသူ့ရဲ့ဆောင်းကြရှင်မာရီလုပ်နေရလဲ။ခင်းနေကခင်မမရဲ့အော်တန်းနဲ့အတူသမီးလေးရဲ့အော်ငိုတန်းကြောင့်တင်ထုံးအံ့အားသင့်သွားပြီးအခန်းထဲကိုအမြန်ပြေးဝင်လာခြင်းမှာတကူလုံးတုံတုံရင်ရင်နဲ့ကြောက်လန့်နေရန်တူတဲ့ခင်မမနဲ့ကျမ်းပြင်မှာတုန်လိန်တုန်လိန်ဖြစ်နေတဲ့ မီးလေးကိုပါတွေ့လိုက်ရတယ်။တင်ထုံလဲကြာရခက်သွားပြီ။ဘာဖြစ်ကြလဲခင်မ။တမီးလေးကတော့ဘာဖြစ်တာလဲ။ရှင်မလာနဲ့ထွက်သွား။သူ့ကိုစိမ့်စိမ့်ကြီးကြီးအောင်မောင်းထုတ်တဲ့အတွက်တင်ထုံပေါ်ပြီးတော့အံ့အားသင့်သွားရပြန်နေ။ခင်မဘာဖြစ်နေရလဲ။ကို့ကိုပြောလေ။သူဘာလို့ပေးရမယ်မသိပဲအနားကိုတိုးကက်သွားလိုက်တယ်။ထွက်သွား။ထွက်သွားလို့ပြောနေရလေ။ခင်မမရဲ့ပုံစံမှာပို့ပြီးတော့ကြောက်ဖို့ကောင်းလာခဲ့။ ခင်မမတခုခုဖြစ်နေပြီဆိုတာသိလိုက်ပြီးလက်ထဲမှာကင်ထားတဲ့ဆရာတော်ရဲ့ရှင်မန်းနဲ့ခင်မမကိုတက်လိုက်တယ်။အာကဲရှင်မန်းထိမှန်သွားတာနဲ့ကျဲမြင့်မောမခင်မမတယောက်အော်ပြီးတော့လူးလိမ့်နေပါတော့တယ်။ခင်မမဒီသူသမီးလေးရပါလူးလိမ့်နေပြီးတော့ကြင်လောင်စွာငုံလာတဲ့အတွက်တင်ထုံချီမကိုင်းမိလက်မကိုင်းမိဖြစ်သွားရပြန်နေတအိမ်လုံးခလေးကိုယ်တိုင်ခင်မမရဲ့အော်ဟဲ့ညင်းညူတဲ့နေနဲ့ ဆူညံပွက်လုံးရှိုက်နေတော်တယ်။တင်ထုံးတင်ထုံးတန်းထွင်းတဲ့အတူရွာကလူကြီးတချို့တင်ထုံးအိမ်ရှိကိုရောက်လာကြတယ်။ဒီကောင်အိမ်ထဲမှာပဲဖြစ်ရမယ်။ကျွန်တော်တို့ဝင်သွားကြမယ်။တန်းထွင်းရဲ့အော်ခေါ်တန်းကိုတင်ထုံးကရင်မဆိုင်နိုင်တော့ပါဘူး။ဇနီးတဲ့နဲ့သမီးလေးကိုသာမလုပ်ပေးရမယ်မသိပဲချိန်မကင်မီလက်မကင်မီဖြစ်နေပါရဲ့။ဒီအချိန်တန်းထွင်းနေလူကြီးတွေတင်ထုံးရှိရာအခန်းလေးကိုဝင်လာလိုက်ပါရဲ့။တင်ထုံးဘင်းပါဖြစ်နေရလဲ။တင်ထုံးတယောက်တည်း ။ OGDG နဲ့မျက်နှာမှာစိုးရိမ်မှုတို့အထင်သာတွေ့မြင်နေရပါတယ်။ငါမိမနဲ့တမီကိုကဲပါအောင်ကွာ။သူတို့ဘာဖြစ်နေလဲမသိဘူး။ခင်မငါ့ကိုအကက်မခံဘူး။လောက်ပါအောင်ကွာ။မိမလေးကမိမိမနဲ့တမီကခုမလေးမင်းမတွေ့ဘူးလား။တင်ထုံးညွန်ပြတဲ့အခန်းထောင်မှာဘသူမှရှိမနေပါဘူး။စိတ်ထိတ်မှမောက်တင်ထုံးမိမိမနဲ့တမီကမရှိဘူးလေ။တခြားကြည့်ပါဦး။လူကြီးတူပြောတဲ့အတိုင်းတင်ထူးပြန်ကြည့်လိုက်တဲ့အခါမှာတော့ခင်မမနဲ့သမီးလေးကို အတွေ့ရတော့ပါဘူးဟမ်ဆိုးဆိုးကခင်မနဲ့သမီးရှိနေတယ်ခင်မကူရဲဆိုပြီးလူလိုက်ပြီးအော်နေတာသမီးလေးကလည်းအော်ငုံနေတယ်ခင်မမနဲ့သမီးလေးရုပ်တရည်ပြတ်ကွယ်သွားတဲ့အတွက်တင်ထုံးပြုံးကြည့်နိုင်စွာဖြစ်သွားရပါတယ်အခုဘာမှမရှိဘူးမဟုတ်လားတကယ်တော့ခင်မမနဲ့မင်းရဲ့သမီးကတကယ်မရှိခဲ့ဘူးဟင်မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးတင်ထုံးလက်မခံနိုင်ပါဘူးမင်းလက်ခံရမယ်တင်ထုံးငါမင်းအိမ်ကို ကွာလာပို့တဲ့နေရာမှာမင်းအမတခုခုဖြစ်နေတယ်ဆိုတာသိလိုက်ရတာပြီးတော့ထော်နုကြီးလည်းမင်းမိမနဲ့ကလေးကိုလာတွေ့တာအခင်းထဲမှာသူတို့မရှိရဲ့ပြင်စစ်သိန်းနေထအပေါက်နဲ့နေရှာလို့ရဲကွာငါတို့အားလုံးကိုပြုတ်ပြပြီးပြီနောက်တစ်ခုရှိသေးတာခင်မမကလေးမွေးသွားပြီလို့မင်းပြောနေနော်ရက်ွက်ကတားဖွားဆရာမနဲ့လက်တဲတော်မိသေးကိုမေးကြည့်တော့ခင်မမကသူတို့တွေမမွေးပေးခဲ့ကြဘူးတဲ့ခင်မမကလေးမွေးတဲ့အကြောင်းလဲတိရမမသိကြဘူးမင်းစဉ်းစားကြည့်အထူးဆက်နေဦးလား တန်းထွေပြောတာတွေကိုနားထောင်ပြီးတော့သူပြန်ရောက်တဲ့နေရာစပြီးအချီနေအားလုံးပြန်တွေးကြည့်လိုက်တယ်။သူကိုယ်တိုင်လည်းရောက်စာတွေကတခုခုခန်းစားနေရတယ်မဟုတ်လား။ဒါဆိုခင်မကပဲမလဲ။ငါတို့တွေလည်းအဲ့ဒါကိုပဲစဉ်းစားနေကြတာ။သူဖယ်ရောက်ပြီးတော့ဘာဖြစ်သွားတာလဲပေါ့။တင်ထူးရှင်ထဲမှာပုံကလေးဖြစ်သွားတယ်။ပြောနေရကြတယ်ငါတို့ခင်မကိုရှာကြရအောင်။တန်းထွေပြောလိုက်တာနဲ့ခင်မကိုစပြီးတော့ရှာကြပါတော့တယ်။တအိမ်လုံးကိုမှွေနောက်ပြီးတော့ရှာတယ်။အတွေ့အကြုံ ခြံလေးကိုဆင်းလာပြီးတော့ရှာကြတယ်။ခြံနောက်ဖက်မှာမရှင်းတာကြောင့်ဖြစ်ဖြစ်တာကြောင့်ခြုံတွေထူးထပ်စွာပေါက်နေတဲ့အတွက်မနေ့တိုးဝင်ပြီးရှာရီကိုကိုတီတီလက်ဖက်ကြည့်ရှုပြီးရှာနေစမှာအဆုံတစ်ခုကိုနင်းမိသွားတဲ့အတွက်တင်ထုံအောက်ကိုငုံကြည့်လိုက်တယ်။ကိုကိုတီတီလက်ဖက်ကြည့်ရှုပြီးတော့ရှာနေစမှာအဆုံတစ်ခုကိုနင်းမိသွားတဲ့အတွက်တင်ထုံအောက်ကိုငုံကြည့်လိုက်တယ်။ဟင်ခင်မမဖြစ်အောင်ဒီလိုမဖြစ်အောင်ဖြည့်ရွေးနေတဲ့ အသားစအနှင်းငယ်သာကျန်တော်ရင်အရိုးစုတစ်ခုအဝိစားကိုကြည့်ခြင်းအဖြစ်ခင်မမမဲတင်ထုံတန်းတိလိုက်ပြီးတော့ဒီအရိုးစုကိုဖက်ကငိုကြွေးနေပါတော့တယ်တင်ထုံစီကိုတန်းထွေးနဲ့လူကြီးတွေရောက်လာကြပြီးခင်မမရဲ့အဖြစ်ဆိုးကြီးကစိတ်မကောင်းဖြစ်သွားရတယ်ဒီလိုမဖြစ်ရဘူးလေကွာကိုမထားခဲ့ပါနဲ့ခင်မရဲ့တင်ထုံကိုအားလုံးကိုချင်းစာပြီးတော့တနာနေမိတယ်ဒါကြောင့်သူ့ရဲ့စိတ်ကြိုက်ဘောအောင်ငိုစေပြီးမှခင်မမရဲ့အရိုးစုကို အိမ်ထဲကိုပြန်သိမ်းယူလာကြတယ်။အဲဒီနောက်အာတဝါကကောင်းမွန်စွာတကြိုပေးလိုက်ကြတယ်။ရက်ွက်ချင်းကလူများလေးစိတ်မကောင်းစွာနဲ့လိုက်ပါပို့ဆောင်ကြတယ်။ဇနီးတဲ့ကိုဆုံရှုံလိုက်ရပြီးတဲ့အချိန်မှစတင်ပြီးတော့တင်ထူးတယောက်စိတ်ထိခိုက်တာနေရောညပါအဆက်မပြတ်မိုးကအရှက်သမားဘဝကိုလုံလုံကြောက်ရွံ့သွားပါတော့တယ်။ခင်မရဲ့ခင်မအမိုးလှနေတဲ့အတွက်ညလုံးကိုမနေပြုပြဲဖွင့်လာရတာရှိုင်းတိရင်တိုင်ခြေလန်းတွေနဲ့အိမ်မို့တက်လာလိုက်တယ် ဒီချင်းအိမ်ဝမှာသူ့ကိုစိတ်ဆူရဲအမှုရနေကြည်နေတဲ့ခင်မမောင်ညင်တွေးလိုက်ရတဲ့အတွက်တင်တူပြုံးရင်ပြလိုက်ပြီးတော့ခင်မစိတ်ဆူနေလားမဆိုးပါနဲ့ကွာညနာချင်းစူပုတ်မနေနဲ့ပြုံးပြခင်မမပြုံးပြလိုက်တော့အရှမ်းကိုကြည်နေပြီးတိဖြစ်သွားရပြီးအမှုလုံနေရသောအိမ်ထဲဆက်မဝင်နိုင်တော့ပဲဒီနေရာမှာပဲလှဲချကအိတ်လိုက်ပါတော့ရီသူ့ရဲ့အိမ်ရှိလမ်းမှာရှိတဲ့ဖြတ်သွားတဲ့သူတွေကတင်ထုံးတယောက်တည်းဘူးဘီစကားပြောနေတာကိုအမြင်မြင်နေကြပါ သူ့ကိုအားလုံးကယူသွားပြီလို့သတ်မှတ်ကြတယ်။ဒါပေမဲ့သူကယုံမဆိုင်ပါဘူး။သူ့ရဲ့အတွေ့၊သူ့ရဲ့ပုံရိပ်၊သူ့ရဲ့အိမ်မှာဇနီးနဲ့သမီးလေးကသူ့အနာအဆင်မြင်ရှိနေပါတယ်။သူတို့မိသားစုပျော်ပျော်ရွှင်ရွှင်နေကြတယ်၊စကားပြောကြတယ်၊စားနှောက်ကြည်စည်ကြပါတယ်။လူများမသိတဲ့သူတို့မိသားစုကဘာလေးကအိမ်ချင်းချင်းလေးထဲမှာရှိနေကြတာမဟုတ်ပါလား။